အခင်ဟောမိခင်ဟောပေါ့နှစ်ယောက်လုံးယူသွေးပြီးလုပ်တဲ့အလူလေးပါဒါသူတို့ရှိတုန်းကတော့ဥဒင်းဟောပေါ့တင်ငန်းဝတ်ဖို့ညှင်းဆိုခဲ့တာပေါ့သူတို့မရှိတော့မှသူတို့လည်းကုသိုလ်ရသေးခြင်းလို့နောက်အခုဒါသူတို့ပြောတဲ့ကမင်းဝဲမို့ဖေဖေပြောတဲ့ကမင်းဝဲခဲ့ရင်ငါတို့ရဟန်းတရားကဒါကမှဖြစ်မယ်မင်းကတော့ပဲမင်းမဝဲခဲ့ရင်တော့ငါတို့လူပြေချောင်းတော့ပေါ့ဒါပဲပြောတာပါအတင်းဝတ်ကိုဝဲကမယ်ဆိုရောအမိတ်အာနိုင်နဲ့တိုက်တွန်းတာမျိုးမရှိပါဘူးဒီကတခါကြီးပေါ့တခါကြီးဥတီရတင်ဆိုပေါ့အဖေကိုတတိယပါလေ ဒါအဖေတို့မိသားစုအကြောင်းဖြစ်တယ်အော်ဒီအကြောင်းမှဆိုလဲလူထားတဲ့အရာတွေအကုန်လုံးကအဖေတို့ရဲ့ကျင်ဆွယ်ဦးမိသားစုဆိုတဲ့နာမည်လေးတွေနဲ့လူထားတာဖြစ်တယ်ဆိုတော့ဒီအကြောင်းကိုအမိသားစုအကြောင်းလို့ပြောတယ်တမန်ကိုလာခွေးဖြစ်တာပဲနှစ်ဖက်ဆွေမျိုးတွေဘယ်သူမှမဖိတ်တာဘူးပြောတယ်ညီမလေးပဲမပါပါဘူးဒါပေမဲ့သူတို့စိတ်ထဲကလာကျင်စိတ်ရှိရင်တော့လာမှာပဲမီဒီယာတွေတင်တာလည်းတွေ့တယ်လာကျင်တော့လာကြမှာပါဒါ50 50ပါပဲ တီနုကတော့ဒီကလေးသေးသေးလေးကလာပြီးတော့ဥချပြီးတော့သူကပပားပဲခေါ်နေကြတယ်နေပြီးတော့ဥစင်းဆိုပြီးခေါ်လိုက်တော့အဲ့လေးကပီတီဖြစ်တာပေါ့